အာရှပစိဖိတ်ဒေသတစ်ခုလုံးမှာတရုတ်နိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုတွေတုံ့ခါလာပြီးပေကျင်းဆိုရရဲ့ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာနေပါတယ်။တရုတ်နိုင်ငံဟာပြည်ပနဲ့ပြည်ရင်းမှာပါပြည်သူယုံကြည်မှုပြိုလဲခြင်းဆိုတဲ့အကြက်တဲနှစ်ခုကိုရင်ဆိုင်နေရပါတယ်။ဗဟုအာရှဖြစ်တဲ့ကာဂျစ္စတန်နဲ့ကာဇက်စတန်မှာတရုတ်ဆန့်ကျင်ရေးအထီးကရုံးတွေဇက်တိုက်ဖြစ်ပွားနေပါတယ်။အစပိုင်းမှာလောက်ခလာတာအငင်းပွားမှုနဲ့ပတ်ဝန်းကျင်ညဉ့်ညမ်းမှုတို့ကစတင်ခဲ့ပြီးနောက်ပိုင်းမှာရဲဝန်းနဲ့ပိုလန်မှာစီမံကိန်းကြီးတစ်ခုလုံးကိုပိတ်မှတ်ထားလာပါတယ်။ ဒေသခံများကတရုတ်လန်နဲ့ရှီကျင်းဖင်ပုံလူများကိုရုပ်မီးရှို့နေကြပြီးတရားမဝင်တရုတ်နိုင်ငံသားတွေကိုရှာဖွေနှင်ထုတ်နေကြပါတယ်။ကာဂျစ်စတန်မှာရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရဲ့တရုတ် CEO ကိုပတ်ဝန်းကျင်ညဉ့်ဉန်းစီမှုနဲ့ဖမ်းဆီးခဲ့ပါတယ်။ကာဇက်စတန်မှာလည်းတရုတ်နိုင်ငံသားများပါဝင်တဲ့ယာဇဝဲမှုများနဲ့ရှင်းကျန်းသူဝင်ရောက်ပြီးပျောက်ဆုံးသွားတဲ့ကာဇက်စတန်နိုင်ငံသားများကိစ္စကြောင့်လူမှုဒေါသမြင့်တက်လာခဲ့ပါတယ်။ဂျပန်နဲ့ဒေမာမှုတွေမြင့်တက်လာနေချိန်မှာတရုတ်ပြည်သူတန်း900ကျော်လောက်ကစစ်ဖြစ်လာခဲ့ရင်လက်နက်ချမယ် ဒါမှမဟုတ်ဗတ်ပြောင်းမယ်လို့ပုံမှန်လင်းလင်းပြောဆိုနေကြပါတယ်။စီးပွားရေးပညာရှင်တွေကတရုတ်နိုင်ငံဟာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်နဲ့အလှမ်းဝင်နေတဲ့ဖြစ်ပြီးလူဦးရေတန်း900ခန်းကတစ်လမှာဒေါ်လာ368ခန့်လောက်သာဝင်ငွေရှိနေကြောင်းထောက်ပြကြပါတယ်။ဒီလိုအခြေအနေကြားက BRI နဲ့ကိုယွမ်4 trillion မှ8 trillion အထိပုံအောနေတာကြောင့်ဝေဖန်သူများက BRI ကိုဘန်နာရေးတွင်းတဲ့ကြီးဖြစ်ရှုမြင်လာကြပါတယ်။ BRI စီမံကိန်းအနည်းဆုံး35ရာခိုင်နှုန်းမှာအာဂတိလိုက်စားမှုနဲ့ဆက်နွယ်နေပြီး ကာဂျစ်စတန်တာဂျကစ္စတန်တို့မှလည်းပြည်သူကြွေးမိများပုံလာနေပါတယ်။အယုဆန်ကြီးစိတ်ဓာတ်တွေဟာတောင်ကိုရီးယားနီပေါ်ဖိလစ်ပိုင်အိန္ဒိယတို့မှပါမြင့်တက်နေပြီးရှီကျင်းဖင်ပုံလူများကိုဖျက်ဆီးဆန္ဒပြမှုများဖြစ်ပွားခဲ့ပါတယ်။ဝင်ကြီးချုပ်လော်ရန့်စ်ဝေါင်ကတရုတ်ကိုဂျပန်ပေါ်ထားတဲ့အမုန်းတရားဆွန့်လွတ်ဖို့လူသိရှင်ကြားတိုက်တွန်းခဲ့ပြီးလုံခြုံရေးကိစ္စရများမှာဂျပန်ရဲ့ပုံမူကြီးမားတဲ့အခန်းကဏ္ဍကိုထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ စင်ကာပူရဲ့ဒီရက်ဒီချက်ဟာတရုတ်ဂျပန်တင်းမာမှုကြောင့်မှာအရေးပါတဲ့အလှည့်ပြောင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ American သမ္မတ Trump ကဗဟုအာရှကောင်းဆောင်တွေနဲ့တွေ့ဆုံပြီးမဟာဗျူဟာမြောက်တပ်ထုတွင်းထံများအကြောင်းကိုပွန့်ပွန့်လင်းလင်းဆွေးနွေးခဲ့ပါတယ်။ဒါဟာတရုတ်ကသူတို့ရဲ့ရှားပါးမြေသားထိန်းချုပ်မှုကနေရရှိလာမဲ့အာသာချက်ကိုယုံနေသွားသည်ပြီးဗဟုအာရှဒေသဟာကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှုရဲ့အရေးပါတဲ့နေရာတစ်ခုဖြစ်လာနေကြောင်းပြသနေပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ထိုင်ဝမ်ရေးမှတ်ချက်များကြောင့် တရုတ်ရဲ့ပြင်းထန်တဲ့တံပြန်တုံ့ပြန်မှုတွေဖြစ်ပေါ်နေတဲ့မှာစင်ကာပူဝန်ကြီးချုပ် Lawrence Wong ရဲ့ရည်တီချက်ကအငင်းပွားပွဲဖြစ်လာခဲ့ပါတယ်။ Wong ကငြိမ်းချမ်းရေးကိုအားပေးတယ်လို့ပြောဆိုခဲ့ပေမဲ့တယောက်ယူကျုံကိုဂျပန်နာမည်နဲ့ဓာတ်ရိုက်ခေါ်ဆိုခဲ့ခြင်းနဲ့တမိုင်းဝင်ပြဿနာတွေကိုဘေးဖယ်ထားဖို့တိုက်တွန်းခဲ့ခြင်းကဂျပန်ဘက်ကိုဗတ်လိုက်ရာရောက်နေတယ်လို့တရုတ်ပိုင်မီဒီယာတွေနဲ့ဝေဖန်သူတွေကဆွတ်ဆွဲခဲ့ကြပါတယ်။ဒါပေမဲ့စင်ကာပူဘလော့ဂါတအူးကတော့ Wong ရဲ့ရည်တီချက်ဟာဂျပန်ကိုထောက်ခံနေတာမဟုတ်ပဲ လက်ရှိတရုတ်ကွန်မြူနီအစိုးရ CCP ကိုမယုံကြည်တာတတ်တတာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။စင်ကာပူ၊ထိုင်ဝမ်၊ဟောင်ကောင်နဲ့ပြည်ပရောက်တရုတ်အတိုင်းဝိုင်းတွေအားလုံးမှာ CCP ကိုသာမယုံကြည်တာတရုတ်ယဉ်ကျေးမှုကိုမုန်းတီးတာမဟုတ်ဘူးဆိုတဲ့တူညီတဲ့ခံစားချက်ရှိကြောင်းသူကပြောကြားခဲ့ပါတယ်။စင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဟောင်းဘီလာဟာရီကော့စီကန်ကလည်းဝန်ကြီးချုပ်ကိုဝေဖန်နေတဲ့ပြည်ရင်းကစင်ကာပူနိုင်ငံသားအချို့ကိုအတုံးချခံအယူများလို့တုံ့နှုံခဲ့ပြီးစင်ကာပူအစိုးရရဲ့မှတ်ချက်တွေဟာ နိုင်ငံရဲ့အကျိုးစီးပွားနဲ့ကြိုးចောင်းစီလျော်တဲ့သုံးသက်ချက်ပေါ်ခြေခံတယ်လို့ခုခံပြောဆိုခဲ့ပါတယ်။ဝင်ကြီးချုပ်ဝမ်ဟာထိုင်ဝမ်ပြည်ပခရဲ့ NLA ကိုလည်းမိမောင်းထိုးပြခဲ့ပြီးဒီလိုပြည်ပခမျိုးကအာရှကိုမတိမငြိမ်ဖြစ်စေရုံသာမကကမ္ဘာတဝန်းလုံးကိုပါတက်ရောက်မှုရှိနိုင်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာဂျပန်ဝင်ကြီးချုပ်တာကာအီချီကမလေးရှားနဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေကိုချက်ချင်းတက်ရောက်ကဒေတာရင်းဆက်ဆံရေးကိုခိုင်မာအောင်လှုံ့ဆော်နေတာကိုလည်းတွေ့ရပါတယ်။အရှိတောင်အာရှနိုင်ငံများတော်ကလည်း ဂျပန်နဲ့အတိတ်ကမကြေနှက်ချက်တွေကိုဘေးဖယ်ထားပြီးရင်းနှီးတဲ့သဘောထားများပုံမူပြသလာနေပါတယ်။တောင်အာဖရိက G20 ထိပ်သီးအစည်းအဝေးမှာဂျပန်ဝန်ကြီးချုပ်တာကာအီချီနဲ့တရုတ်ဝန်ကြီးချုပ်လီချန်ဂျာဆက်ဆံရေးဟာလုံးဝတုံ့ညဖြစ်နေခဲ့ပါတယ်။တာကာအီချီမိန်ကွန်းပြောကြားချက်မှာလီချန်ဟာထွက်ခွာသွားခဲ့ပြီးစူပေါင်းတပ်ပုံရိုက်စင်မှာလည်းမျက်နှာလွှဲခဲ့တာကိုတွေ့ရပါတယ်။ဒါဟာလီချန်အနေနဲ့အထက်ကညွှန်ကြားချက်ကိုတိတိကျကျလိုက်နာပြီးဂျပန်နဲ့မျက်လုံးချင်းမဆုံအောင်ရှောင်ရှားနေတဲ့သဘောပါပဲ။ G20 မှာဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်နဲ့ ဝင်ကြီးချုပ်အန်ဝါရုကတာကာအီချစ်ကိုနွေ့နွေ့ထွေးထွေးကြိုဆိုနေခဲ့တာကိုကြည်တင်အဖြစ်စင်ကာပူဟာတရုတ်ကွန်မြူနီအစိုးရ CCP နဲ့တဖြည်းဖြည်းခွက်ခွာခွာနေလာတဲ့မဟာဗျူဟာမြောက်ပြောင်းလဲမှုကိုလှုံ့ဆော်နေတယ်လို့ယူဆရပါတယ်။ဝင်ကြီးချုပ်ဝန်ကတရားဥကျုံးကိုဂျပန်နာမည်နဲ့တိုက်ရိုက်ခေါ်ဆိုပြီးတမိုင်းဝင်ပြည်ထောင်များကိုဘေးဖယ်ထားဖို့တိုက်တွန်းခဲ့တာကြောင့်တရုတ်ကဗတ်လိုက်တယ်လို့ဆွဆွဲခဲ့ပါတယ်။ဒီအပေါ်မှာစင်ကာပူဘလော့ဂါတဦးကကျွန်တော်တို့ဂျပန်ကိုထောက်ခံနေတာမဟုတ်ပါဘူး။လက်ရှိ CCP ကိုမယုံကြည်တာတသက်ပါပဲလို့ရှင်းပြခဲ့ပါတယ်။ ါအပြင်စင်ကာပူဝင်ကြီးချုပ်ဟောင်းလီရှန်းလွန်းရဲ့ဇနီးဟိုချင်းဟာလည်း Facebook မှာရှီကျင်းဖင်ကိုဝေဖန်တဲ့စောင်းပါများမျှဝေခဲ့ပြီးတရုတ်ရဲ့ဆွဲဆောင်ရေးထိုးစစ်ကိုကြီးစရာပြသက်ကြီးလို့ဖော်ပြခဲ့ပါတယ်။ဟိုချင်းရဲ့ဒီလိုရှာရှာပပဝေဖန်မှုဟာ CCB တွင်အာဏာပြိုင်ဆိုင်မှုများကြောင့်ရှီရဲ့အာဏာနည်းလာတာကိုသိရှိထားခြင်းနဲ့ဆက်ဆက်နေနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ဝါရင်တန်တမန်ဘီလာဟာရီကော်စီကန်ကဝေဖန်သူတွေကိုအတုံးချခံအယူများလို့ခေါ်ဆိုပြီး ဝန်ကြီးချုပ်ရဲ့မှတ်ချက်တွေဟာစင်ကာပူရဲ့အကျိုးစီးပွားအပေါ်အခြေခံကြောင်းကောက်ွယ်ပြောဆိုခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်းလီရှန်လွန်ကလည်းတရုတ်ကို အိုမင်းနေပြီလို့ပြောဆိုပြီးအိန္ဒိယရဲ့စီးပွားရေးအလားအလာကိုချီးမြှင့်ပြောဆိုခဲ့ပါတယ်။စင်ကာပူအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေဟာကွန်မြူနတီဝါဒကိုစန့်ကျင်တဲ့တမိုင်းကြောင်းရှိခဲ့တာကြောင့်လက်ရှိနိုင်ငံရေးအပြောင်းအလဲမှာစင်ကာပူကဥဆောင်ပြီး CCP နဲ့ခတ်ခွာခွာနေဖို့ဆုံးဖြတ်ချက်များချမှတ်လာနေပါတယ်။ဒါအပြင်တရုတ် సై ဘာလုံခြုံရေးကုမ္ပဏီ Ison ရဲ့စာရွက်စာတမ်းများပေါက်ကြားမှုအရ တရုတ်ဟာစင်ကာပူနဲ့မဟာမိတ်အင်ဒိုနီးရှားမလေးရှားတို့ကိုပါစိုက်ဘာကျူးကျော်မှုများပြုလုပ်ခဲ့ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီနှစ်ဇူလိုင်လ18ရက်နေ့မှာစင်ကာပူနိုင်ငံသားရေးဝန်ကြီးနဲ့တရားရေးဝန်ကြီးကေရှန်ဘူကန်ကနိုင်ငံဟာအရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားတဲ့ပြင်းထန်တဲ့စိုက်ဘာတိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ပြောကြားခဲ့ပါတယ်။တိုက်ခိုက်မှုကိုအလွန်ရှုပ်ထွေးတဲ့အဖွဲ့အစည်းတစ်ခုစီခြေရာခံပြီးဟက်ကာအုပ်စုကို UNC 3886အဖြစ်သတ်မှတ်ခဲ့ပါတယ်။ Google ပိုင်းစိုက်ဘာလုံခြုံရေးကုမ္ပဏီ Marian က UNC3AA6 ကိုကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်မှုအများအပြားပြုလုပ်ခဲ့တဲ့တရုတ်နိုင်ငံတော်ကြောထောက်နောက်ခံပြု Cyber တရှုအဖွဲ့အစည်းတစ်ခုနဲ့အရင်ကတည်းကချိတ်ဆက်ဖော်ပြခဲ့မှုပါတယ်။ဩဂုတ်လမှာမလေးရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ကန့်သက်ဧရိယာတွေကိုတရားမဝင်ဝင်ရောက်ပြီးဝေဟင်ဓာတ်ပုံရိုက်ကူးဖို့ drone လွှတ်တင်ခဲ့တဲ့တရုတ်နိုင်ငံသား၂ဦးကိုဖမ်းဆီးခဲ့ပါတယ်။သူတို့ကိုတရှုမှုနဲ့ဆွဆွဲခဲ့ပေမဲ့တရားရုံးမှာနှစ်ယောက်စလုံးကအပြစ်မရှိကြောင်းရှောက်လဲခဲ့ကြပြီးနောက်ပိုင်းမှာအမှုကအဖြစ်မပေါ်ဘဲပျောက်ကွယ်သွားပုံရပါတယ်။ဝေဖန်ရေးဆရာ Shackler က CCP ဟာလူစိုးအဖွဲ့အစည်းတစ်ခုအနေနဲ့စတင်ခဲ့ပြီးသူ့ရဲ့လူစိုးတဘာဝကဘယ်တော့မှမပြောင်းလဲခဲ့ဘူးလို့မှတ်ချက်ပြုပါတယ်။အမှန်တရားကိုဘယ်တော့မှမပြောဘူး။စက်ကြဝဠာဆိုင်ရာစီးမျက်တွေကိုမိုင်မဲပြီးကြီးကြကောင်းတယ်လို့မြင်တယ်။ကိုကျင်တရားကန့်သက်ချက်မရှိဘဲလှုပ်ရှားတယ်။ CCP ဟာတရုတ်ပြည်သူတွေကိုကိုစားမပြုပါဘူး။ကိုမျိုးနဲ့မကောင်းဆိုပါဝိညာဉ်ကထိန်းချုပ်ထားတာပါ။ CCP ဟာအာကြီးသူကိုကြောက်ပြီးအာနေသူကိုအနိုင်ကျင့်တတ်ပါတယ်။တာမန်တာဝန်သည့်လူသားအနေနဲ့ ကဘာကြီးနဲ့လူသားမျိုးနွယ်ကိုဆက်ပြီးဖျက်ဆီးမနေစေဖို့တာဝန်ယူတားဆီးရပါမယ်။ဒါပေမဲ့အရှိတောင်အာရှနိုင်ငံတွေကတော့အပြည့်အဝနှုတ်ထားခြင်းမရှိသေးပါဘူး။အများစုကရှီယက်ကွန်မြူနစ်ပါတီဟာတချိန်ကသူတို့ရဲ့ရန်သူအဖြစ်မြင်ခဲ့တဲ့မော်စီတုံးပါတီနဲ့မတူတော့ဘူးလို့မှားယွင်းယုံကြည်ပြီး CCP နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားသေးပါ။ရှုကဒါဟာအယံဝန်းနေစရာကောင်းပါလေ။တကယ်လို့သူတို့မနှုတ်ထားကြရင်နောက်ဆုံးမှာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဂျပန်ဆိုတော့တူရဲ့ဖြောပြပွဲရုတ်တရက်ဖြတ်သိမ်းခံလိုက်ရပြီးပြိတ္တမရှိတဲ့ခန်းမကြီးထဲမှာတယောက်တည်းတီဆိုခဲ့ရတဲ့ဖြစ်ရဟာလေကဘာကဝိုင်းဝန်းပစ်တင်ရှုံချစရာဖြစ်လာခဲ့ပါတယ်။ဂျပန်ကိုသွားမယ်လေချောင်းခီးစဉ်၅သိန်းဖြတ်သိမ်းလိုက်ရတဲ့ကိစ္စနဲ့တူတရုတ်ရဲ့နိုင်ငံရေးပြဇာတ်ဟာကိုကိုကိုပြန်ထိခိုက်စေတဲ့အခြေအနေရောက်သွားခဲ့ပါပြီ။ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့ထိုင်ဝမ်ရေးမှတ်ချက်ကြောင့်တရုတ်နဲ့ဂျပန်ကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပြီးပေကျင်းကတန်တမန်ရေးရာကနေယဉ်ကျေးမှုနဲ့ဖြောပြရေးကဏ္ဍတွေအထိလက်တုံ့ပြန်မှုတွေကျယ်ပြန့်လာခဲ့ပါတယ်။ ရှန်ဟိုင်းဟာတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာအချက်အချာမျိုးအဖြစ်သတ်မှတ်ခံထားရပေမဲ့အခုတော့နိုင်ငံရေးလက်တုံ့ပြန်မှုဆင်မြင့်ဖြစ်လာနေပါတယ်။နိုဝင်ဘာလနောက်ပိုင်းမှာဂျပန်အမှုပညာရှင်နှစ်ဦးဖြစ်တဲ့အာယူမီဟာမာဆာကီနဲ့မာကီအိုဆုကီတို့ဟာနိုင်ငံရေးတင်းမာမှုရဲ့သားကောင်တွေဖြစ်ခဲ့ရပါတယ်။ Bandai Namco Festival 2025မှာမာကီအိုဆုကီက One Piece ဇာတ်ဝင်တေး Memories ကိုတည်ဆူနေတော့ခမ်းမတစ်ခုလုံးရုတ်တရက်မီးတွေပြတ်တောက်သွားခဲ့ပါတယ်။အတန်တွေဖန်သားပြင်တွေအကုန်ပိတ်သွားပြီး ဖျော်ပြပွဲဒီမှာရင်ပြီးပါပြီဆိုတဲ့ကြေညာချက်တူတူတူလေးသာထွက်လာခဲ့ပါတယ်။ဒီရိုင်းဆိုင်တဲ့လို့ရဲ့ကြောင့် online မှာဒေါသတန်တွေပွက်လောရိုက်သွားခဲ့ပါတယ်။ဂျပန်ပေါ့ဆိုတော့ဖြစ်တဲ့ Ayumi Hamasaki လည်းအလားတူကြုံတွေ့ခဲ့ရပါတယ်။လက်မှတ်1000ကျော်ရောင်းပြီးသားဝင်းတန်း200ရက်ကြာပြင်ဆင်ထားပြီးသားပွဲကိုနောက်ဆုံးမိနစ်မှာဖျက်သိမ်းလိုက်ရပါတယ်။သူမကတော့ပွဲကိုမဖျက်ဘဲပရိသတ်မရှိတဲ့ခန်းမတွေမှာတယောက်တည်းဖျော်ပြပြီးပရိသတ်တွေအတွက်မှတ်တမ်းတင်ပေးခဲ့ပါတယ်။ ပရိသတ်မရှိတဲ့ခန်းမကြီးထဲမှာတည်ဆူနေတဲ့သူမရဲ့ပုံရိပ်တွေဟာအွန်လိုင်းမှာပြန့်နှံ့သွားပြီးသူမရဲ့ကြံ့ကြံ့ခံနိုင်စွမ်းကိုချီကျူးခဲ့ကြပါတယ်။တရုတ်အွန်လိုင်းသုံးဆွဲသူတွေကတော့ရှန်ဟိုင်းအာနာပိုင်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီးနိုင်ငံတကာအမှုပညာရှင်တွေကိုနိုင်ငံရေးကစားကွက်ထဲကတခါသုံးပစ္စည်းတွေလို့သဘောထားတာဟာတရုတ်ရဲ့ပုံရိပ်ကိုထိခိုက်စေတယ်လို့ထောက်ပြခဲ့ကြပါတယ်။အခြားဂျပန်အမှုပညာရှင်တွေလည်းထိခိုက်ခဲ့ရပါတယ်။ဂျပန်အဖွဲ့တရုတ်ဆောင် Yuki Farugawa ရဲ့ပွဲတွေလည်းဖျက်သိမ်းခဲ့ရပါတယ်။ ထိုင်းဝမ်မီဒီယာရဲ့အဆိုအရတရုတ်ပွဲစီစဉ်သူတွေဟာငွေကြေးဆုံးရှုံးမှုကြီးမားစွာခံစားနေရပါတယ်။မီဒီယာဝေဖန်ရေးဆရာ အာကီယိုယာီတာကတရုတ်ရဲ့လုပ်ရက်တွေဟာလူထုစိတ်ခံစားမှုကိုလှုံ့ဆော်ပြီးတိုဂျိုကိုဖိအားပေးဖို့ရည်ရွယ်ပေမဲ့တကယ်တမ်းမှာတော့အပြစ်မဲ့အမှုပညာရှင်တွေနဲ့ပြည်ရင်းစီစဉ်သူတွေကိုပါထိခိုက်စေပြီးတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကိုကျဆင်းစေတယ်လို့သုံးသပ်ပါတယ်။ခရီးသွားကဏ္ဍမှာလည်းပေကျင်းရဲ့သတိပေးချက်ကြောင့်လေကြောင်းခီးစဉ်တွေအများပြားဖျက်သိမ်းခဲ့ရတယ်လို့သတင်းထွက်ပေမဲ့ လေကြောင်းလေလာသူတွေကတော့ကိန်းကနန်းတွေကိုတန်တရားရှိကြပါတယ်။ဂျပန်မှာတော့တရုတ်နဲ့ဟောင်ကောင်ခီးသွားတွေပုံမှန်ဝင်ရောက်နေသေးဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေလည်းပုံမှန်လည်ပတ်နေပါတယ်။တရုတ်လေကြောင်းလိုင်းတွေကသာအကြီးအကျယ်ဆုံးရှုံးမှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။စင်ဝါသတင်းဌာနကဂျပန်အနေနဲ့တန်ဖိုးပေးဆက်ရမယ်လို့ချင်းချောက်ခဲ့ပေမဲ့လေလာသူတွေကတော့ပေကျင်းဟာ2012ခုနှစ်တုန်းကလိုလူမှုစန္ဒပြဝဲကြီးတွေဖြစ်လာမှာကိုစိုးရိမ်နေတာကြောင့်စကလုံးတိုက်ခိုက်မှုနဲ့တန်တမန်ရေးဖိအားပေးမှုလောက်သာကန့်သက်ထားတယ်လို့ဆိုပါတယ်။ အာဂီယိုရိုက်တာရဲ့အဆိုအရပေကျင်းဟာဂျပန်ဝင်ကြီးချုပ်သစ်ကိုစမ်းသက်တဲ့သဘောနဲ့ဖိအားပေးနေတာဖြစ်ပြီးခေါင်းဆောင်ကခိုင်မာရင်ပြန်လျှော့ပေးလို့ရှိတယ်လို့ဆိုပါတယ်ဒီဖြစ်ရပ်တွေကယဉ်ကျေးမှုတရမှန်ရေးဟာနိုင်ငံရေးရန်လိုမှုတွေဖြစ်ဘလို့လှင်မြန်စွာပြောင်းလဲသွားနိုင်တယ်လဲဆိုတာကိုပြသနေပြီးရေရှိမှာတရုတ်ကိုဂျပန်ထက်ပိုပြီးထိခိုက်စေနိုင်တယ်လို့သုံးသပ်ရပါတယ်တရုတ်နဲ့ဂျပန်စစ်ဖြစ်ရင်တန်းငါရသောတရုတ်ပြည်သူတွေကကိုယ်နိုင်ငံကိုတစ္ဆာဖောက်ကြမလားဆိုတဲ့မေးခွန်းဟာအခုခါအွန်လိုင်းမှာအကြီးအကျယ်ဆွေးနွေးစရာဖြစ်နေပါပြီ။ တိုကျိုရဲ့ထိုင်ဝမ်ရဲ့ရည်ရည်ချက်နဲ့ပေကျင်းရဲ့ချင်းချောက်မှုတွေကြားတင်းမာမှုတွေမြင့်တက်လာချိန်မှာတရုတ်ဆိုရှယ်မီဒီယာပေါ်ကမှတ်ချက်တွေကထိတ်လန့်စရာအမှန်တရားတစ်ခုကိုဖော်ပြနေပါတယ်။တမ်းပေါင်းများသောတရုတ်ပြည်သူတွေဟာသူတို့နိုင်ငံတွင်းကဆိုးရွားတဲ့အခြေအနေကိုနားလည်နေကြပေမဲ့ကြောက်ရွံ့မှုနဲ့စင်စာတွေအောက်မှာတိတ်တဆိတ်နေကြရတာပါ။အခုတော့ပြိပခါဖြစ်လာရင်တစ္ဆာဖောက်အရေးအတွက်ကဂျပန်တပ်ဖွဲ့ဝင်အရေးအတွက်ထပ်ပုံများနိုင်တယ်လို့ပုံမွင့်လင်းလင်းပြောဆိုလာကြပါပြီ။ ဂျပန်ဝန်ကြီးချုပ်ဒါကာအီချီကတော့ပေကျင်းရဲ့စကားလုံးတွေကိုဓာတ်ရိုက်ရင်ဆိုင်ခြင်းအဖြစ်ပြည်ရင်းထောက်ခံမှုမြင့်တက်လာခဲ့ပါတယ်။ G20 ထိပ်သီးစည်းဝေးမှာသူမဟာကမ္ဘာကောင်းဆောင်25ဦးနဲ့တွေ့ဆုံခဲ့ပေမဲ့တရုတ်ဝန်ကြီးချုပ်လီချန်ကိုတော့တမင်ရှောင်ဝင်ခဲ့ပါတယ်။ဂျပန်ကတရုတ်စကားပြန်အောင်မခေါ်သွားတာကတန်တမန်ရေးရာအရာငင်းပယ်လိုက်ခြင်းလို့ယူဆကြပါတယ်။ပေကျင်းကဂျပန်ဆန့်ကျင်ရေးဝါဒဖြန့်ချိမှုတွေတိုးမြှင့်လိုက်ပေမဲ့2012ခုနှစ်တုန်းကလိုအကြမ်းဖက်ဆန္ဒပြပွဲတွေဖြစ်မလာဘဲလူထုတုံ့ပြန်မှုကထူးခြားစွာငြိမ်သက်နေပါတယ်။ အွန်လိုင်းမှာတော့စစ်ဖြစ်ရင်လက်နက်ချမဲ့သူဘယ်လောက်ရှိမလဲဆိုတာကိုခံမှန်းနေကြပါတယ်။တန်900တန်800 1ဘီလီယံစသဖြင့်ပြောဆိုနေကြပါတယ်။ဂျပန်ကလူမှုဖူလုံရင်ကြီးကင်းလွတ်ခွင့်ပေးမယ်။မြို့ပြထိန်းသိမ်းရေးအဖွဲ့တွေကိုဖျက်သိမ်းပေးမယ်။အ ਨੇ စုံလောက်ခတနာယီယွမ်30ပေးမယ်ဆိုရင်လူဦးရေတစ်ဝက်လောက်ချက်ချင်းလက်နက်ချလိမ့်မယ်လို့ရေးသားသူတွေရှိပါတယ်။ငါလည်းပါတယ်။ငါလည်းလက်မှတ်ထိုးမယ်ဆိုတဲ့တုံ့ပြန်မှုတွေကများပြားလာပါတယ်။လိလာသူတို့ကလည်းတစ္ဆဖောက်ဆိုတဲ့စကလုံးရဲ့အတိတ်ပဲပြောင်းလဲသွားပြီလို့ဆိုပါတယ်။ ဒါဟာအထက်တန်းလွှာတွေကိုပြစ်မှတ်ထားတာမဟုတ်တော့ဘဲနိုင်ငံတော်ရဲ့ဇလန်းတွေကိုစိတ်ပြက်နေတဲ့တာမန်ပြည်သူတွေရဲ့နှိုးထမှုကိုကိုးစားပြုနေပါပြီ CCP ရဲ့ဝါရဖြန့်စစ်ကားတွေကစန့်ကျင်ဘက်အချက်လက်တွေမော်စီဒုံကိုတိုင်းဂျပန်ကျူးကျော်မှုကိုကျေးဇူးတင်ကြောင်းပြောခဲ့တဲ့မှတ်တမ်းတွေကိုပြန်လည်ပေါ်ထွက်လာကြလည်းအစိုးရရဲ့ဇလန်းတွေကိုပြန်လည်သုံးသပ်ဖို့တွန်းအားဖြစ်စီပါတယ်တချိန်တည်းမှာပဲပြည်ပအဖွဲ့အစည်းတွေရဲ့စုံစမ်းစစ်ဆေးမှုတွေရတရုတ်ပြည်ရင်းမတည်ငြိမ်မှုအညွန်ကိန်း၉ခုပိုဆိုးလာကြောင်းတွေ့ရှိရပါတယ်လမ်းပေါ်ကအကြမ်းဖက်မှုတွေ လူမှုစိတ်ပြတ်မှုတွေလူငယ်တွေမျှော်လင့်ကြမဲ့မှုတွေအင်ဂျင်မြေစင်းလုံးကြာဆင်းမှုတွေနဲ့ငွေစုတွေပျောက်ဆုံးကုန်တာတွေပါဝင်ပါတယ်လူမှုကွန်ရက်ပေါ်ကပောက်ကွဲမှုတွေဟာရိုးရှင်းတဲ့ online စကနိုင်လူပွဲမဟုတ်ပါဘူးအစိုးရပေါ်လူမှုယုံကြည်မှုပြိုလဲနေတာကိုပြသနေတဲ့သက်တည်ပါပဲတန်းနဲ့ချီတဲ့ပြည်သူတွေကသမိုင်းဝင်ရန်သူလို့သတ်မှတ်ထားတဲ့ဂျပန်စီလက်နက်ချဖို့စိတ်ကူးကျင်နေကြတာဟာ CCB အကြောက်ဆုံးအိမ်မက်ဆိုးတစ်ခုဖြစ်လာပါပြီမျိုးချစ်စိတ်ကိုလှုံ့ဆော်ဖို့ကြိုးစားမှုတွေကစန့်ကျင်ဘက်ရလက်တွေထွက်ပေါ်လာပြီး တကယ်ချိန်ချောင်းမှုကပြည်ပကလားပြည်တွင်းကလားဆိုတာကိုပြည်သူတွေကမေးခွန်းထုတ်လာကြပါပြီ။တရုတ်နိုင်ငံရဲ့နိုင်ငံသားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ဟာ62ရာခိုင်နှုန်းထိထိုးကျသွားခဲ့ပါတယ်။ဂျပန်နဲ့ထိုင်ဝမ်ကုမ္ပဏီတွေအစုလိုက်ပြုံလိုက်ထွက်ခွာနေကြသလို Apple ကလည်းထိုးလုပ်မှုကိုနေရာရွှေ့ပြောင်းနေပါတယ်။ Foxconn ကအလုပ်သမားတသိန်းလျှော့ချလိုက်ပြီး Canon ကစက်ယုံပိတ်သိမ်းလိုက်ပါတယ်။တရုတ်ဂျပန်ပြိုင်ဆိုင်မှုနဲ့ American တရုတ်တင်းမာမှုတွေကြောင့်ဂျပန်နဲ့ထိုင်ဝမ်ကုမ္ပဏီတွေပြည်မာကြီးကနေစုခွာမှုမြန်ဆန်လာပါတယ်။ နိုဝင်ဘာလ22ရက်နေ့ကကန်တွန်ရဲ့ကျန်းစုဆက်ယုံပိတ်သိမ်းမှုဟာတရုတ်ကုန်ထုတ်လုပ်မှုကြာဆင်းခြင်းရဲ့အမှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။လေဆာပရင်တာဈေးကွက်ကြာဆင်းမှုနဲ့ပြည်ရင်းအမှတ်တံဆိပ်ရှင်းပြမှုကြောင့်လို့အကြောင်းပြပေမဲ့ပထဝီနိုင်ငံရေးအန်ဒီယရီကလည်းအထူးကြားတယ်လို့ယူဆကြပါတယ်။ Mitsubishi, Motor, Panasonic, Toshiba နဲ့ Sharp တို့လိုဂျပန်ကုမ္ပဏီကြီးတွေကလည်းလုပ်ငန်းလျှော့ချတာပိတ်သိမ်းတာတွေလှုပ်ဆောင်နေကြပါတယ်။ Omron Electric, Electric နဲ့ TDK တို့ကလည်းထုတ်လုပ်မှုတွေကို ဂျပန်နဲ့အိန္ဒိယစီရွှေ့ပြောင်းနေကြပါတယ်။လက်လီကန်နာမှာ Family Man နဲ့ Lawson တို့လိုဆိုင်တွေပိတ်သိမ်းတာတိုးချဲ့မှုရပ်ဆိုင်းတာတွေလုပ်နေပါတယ်။ဂျပန်ဝန်ကြီးချုပ်ဒါကိုက်ချီရဲ့ထိုင်ဝမ်ဆိုင်ရာပြောကြားချက်ပြီးတရုတ်ရဲ့တုံ့ပြန်မှုတွေကြောင့်ဂျပန်ကုမ္ပဏီတွေရဲ့စိတ်ပြတ်မှုပိုတိုးလာပါတယ်။ဂျပန်နဲ့ထိုင်ဝမ်ကတော့ပူးပေါင်းဆောင်ရွက်မှုခိုင်မာလာပြီးထောက်လဲရေးအချက်အလက်မျှဝေတာစီးပွားရေးပူးပေါင်းတာတွေတိုးမြှင့်လှုပ်ဆောင်နေကြပါတယ်။ TSMC ရဲ့ကူမာမိုတိုစက်ရုံစတင်လဲပတ်မှုက Data Ring Chips မဟာမိတ်အဖွဲ့ကိုအားဖြည့်ပေးပါတယ်။ ထိုင်ဝမ်ကုမ္ပဏီတွေရဲ့တရုတ်မှာရင်းနှီးမြှုပ်နှံမှုအသစ်တွေဟာ2025ခုနှစ်ပထမနှစ်ဝက်မှာ1.8ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။ကင်ဘုတ်အီလက်ထရောနစ်လိုကုမ္ပဏီတွေထိုင်းကိုရွှေ့ပြောင်းသွားတာကထိုင်ဝမ်လုပ်ငန်းတွေရဲ့ထွက်ပြေးမှုလမ်းကြောင်းကိုပြသနေပါတယ်။ Foxconn ရဲ့အခြေအနေကတရုတ်အလုပ်သမားစျေးကွက်ကိုထိခိုက်စေပါတယ်။ Apple ကအိန္ဒိယကိုထုတ်လုပ်မှုရွှေ့ပြောင်းတာနဲ့ iPhone အသစ်ရောင်းအားကျဆင်းတာတွေကြောင့် Foxconn ဟာထုတ်လုပ်မှုလိုင်းတွေဖျက်သိမ်းပြီးအလုပ်သမားလျှော့ချမှုတွေပြုလုပ်နေရပါတယ်။ ်တမရာထရန့်ရဲ့ American ပထမဆိုတဲ့စက်မှုမဟာဗျူဟာအောက်မှာနိုင်ငံစုံကုမ္ပဏီတွေတရုတ်ကနေထွက်ခွာမှုဆက်လက်ဖြစ်ပေါ်နေပါတယ်ပထမဆုံးအကြိမ်ဖြစ်ထိုင်ဝမ်ရဲ့ American ပို့ကုန်ကတရုတ်ပို့ကုန်ထက်ကျော်လွန်သွားပါတယ်တရုတ်ရဲ့ FDI ကိန်းကနန်းတွေကအကြက်တဲကိုထင်ဟပ်နေပြီး2022ခုနှစ်အထွတ်အထိပ်ကနေ62ရာခိုင်နှုန်းကျဆင်းသွားပါတယ်စက်မှုစုံတွေ၆ကတ်လာတာအလုတ်ဖြုတ်ခံရမှုများလာတာတွေကတရုတ်စီးပွားရေးအနာဂတ်တွေပေါ်စိုးရိမ်မှုတွေကိုနှက်ရှိုင်းစေပါတယ် စီးပွားရေးပညာရှင်တွေကဒါဟာတန်တရာလဲတဲ့ပြုပြင်ပြောင်းလဲမှုမဟုတ်ဘဲအဆောက်အုံဆိုင်ရာပြိုကွဲမှုဖြစ်တယ်လို့သတိပေးထားပါတယ်။နိုင်ငံပိုင်မီဒီယာတွေကတည်ငြိမ်ပါတယ်လို့ပြောနေပေမဲ့ပြည်သူတွေကတော့အဆိုးဆုံးအခြေအနေမရောက်သေးဘူးလို့ယုံကြည်ပြီးစိတ်ပြတ်နေကြပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။